အခုချိန်မှာကျွန်တော်တို့ရဲ့ရုပ်ပန်ဆိုင်တွေထိခတ်ပစ္စည်းခဲရပြီစိတ်ပန်ဆိုင်တွေကလည်းနာကြီးမောချမ်းမှုတွေနဲ့ထွက်ပေါက်ပိတ်နေကြတယ်ဒီချိန်တွေမှာ ကျွန်တော်တို့ရဲ့စိတ်ကပင်ပန်းပြီးတော့အကဲဆက်နေကြတယ်ကိစ္စတိတိလေးရအစအပြည့်မြင်နေတတ်ကြတယ်ဒါပြုနားလည်ပေးပါသီးခန့်ပေးပါတယောက်တယောက်နာကျင်စိမ့်မဲ့စကလုံးတွေထိခတ်နစ်နာစိမ့်မဲ့အတုံးနှုံးတွေ မသုံးချပါနဲ့လို့ကျွန်တော်မေတ္တာရက်ခံခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှာကျွန်တော်တို့ပဲရှိတာပါဒီချင်းတွေကိုကျွန်တော်မြင်အောင်ပြောပြပေးခြင်းနဲ့ကျွန်တော်ရဲ့နိုင်ငံရေးကိုခလေးလေးတယောက်လိုပဲမြင်အောင်ကြည့်ပေးပါအိမ်မှာရှိတဲ့မိဘတွေကလည်းစူဘူးတောင်းချမ်းရံဖြစ်နေတဲ့အချိန်ဒီခလေးလေးမှာလည်း ကိုဗစ်ကိုဆက်ရေပြီးမီးပြီးငယ်ရင်ပြီးအစသဖြင့်ယောဂဘာအဆုံးနဲ့နာမကျန်းဖြစ်နေတယ်မိဘတွေကလည်းတွေ့တဲ့ပစ္စည်းနဲ့ထင်မထင်မထင်လို့ထင်ထားကြွေးကောက်ပေါက်ပဲ့နေတဲ့အချိန်အဲ့ဒီကလေးမြင်အောင်ကြည့်နော်လက်ဆောက်တဲ့ကလေးတွေကတော့အဲ့စူတယ်ဆိုပြီးတော့အဲ့ဒီချဲအဲ့ဒီမှာသွားနေလို့ရတယ်ကျွန်တော်ကလေးလေးကိုမြင်အောင်ကြည့် အဲ့ဒါကြောင့်ပြောတာကျော်လို့ပါကျွန်တော်လို့ပဲရှိတာပါလို့အဲ့ဒါကြောင့်တယောက်တည်းအပြစ်မတင်ပါနဲ့ချစ်ပေးကြပါအဲ့ရင်တစ်ချောင်းဆိုရင်ကုညီကြမဲ့ volunteer လူငယ်လေးတွေနဲ့ကဲဆိုင်ပစ္စည်းစုံလင်နဲ့အခုလောက်ထိလူသေးပြောက်မများတော့ဘူးလို့ကျွန်တော်ထင်တယ်အားလုံးလည်းမြင်ကြလိမ့်မယ်ဒါပေမဲ့လက်မခံလူမရတဲ့အခြေအနေနဲ့လက်ခံနေရတယ် ောက်ွယ်ထွက်ချင်နေပြီမဲ့မျိုးသိထားရရတယ်အဲ့ကြောင့်အချင်းချင်းပြန်လဲဖေးမပေးပါကိုညီပေးပါရံမေးပေးပါချစ်ပေးပါဟိုလေးကရံကုန်တဲ့မန္တလေးအပြန်လဲကြပြလေးရေးပြီးတော့ချစ်တဲ့အကြောင်းလေးလေးမြင်ရတာကျွန်တော်ဝမ်းသာတယ်အော်အစိုးရအကောင်ပဲသူတို့လေဒီထဲကနေပြီးတော့ချစ်ချင်မြင်တယ်သင်ယူခန့်ရပြီဘာမှမကြောက်အခုရံဖြစ်နေပြန်ပြီ မလုံးကြပါနဲ့တယောက်တယောက်နားလည်ပေးပါအပြစ်မမြင်ပါနဲ့ဗီဒီယိုတစ်ပုဒ်တွေ့လိုက်တယ်ဒီပစ္စည်းတွေလာလို့တဲ့လူဆင်ကကားပေါ်ကနေဆင်းပြေးရပြီးတော့နဘေးကအရက်သားတွေကကားပေါ်တက်ပြီးဝင်လူနေတဲ့ဗီဒီယိုအဲ့လိုမျိုးမလုံးကြပါနဲ့ဒီကိုဗစ်ကာလနဲ့စပြီးတော့ခြေခံလူဒန်းစားတွေရဲ့ဒီဝမ်းရီခက်ခဲနေတော့ကျွန်တော်နားလေတယ်ကိုချင်းစားတယ် အခုချေဆိုပိုလာဆိုးအောင်ပဲဒီငနေကြောင့်အလောက်ကန်လေးရလည်းမရှိမယူနဲ့လို့ကျွန်တော်မပြောတော့ယူပါကိုဝမ်းဝါယုံကိုမိသားစုတနေ့တာဖူလုံယုံလေးပဲယူပေးကြပါတကယ်ဒုက္ခရောက်နေတဲ့လူတွေတကယ်ငယ်နေပေးကြဆောက်ရခက်နေတဲ့လူတွေစီကိုပဲရောက်စေချင်တယ်အဲ့တော့မှသူတို့အမြန်ဆုံးပြန်လဲတူထောင်ပြီးတော့လုပ်ငန်းလဲပန်းတယ်မှာ ဒီခြေခံလူတန်းစားလေးနဲ့အလောက်ကဖွဲ့ရင်ပြန်လဲရရှိပြီးတော့ကျွန်တော်ဝါရည်ပြန်ပြီးတော့အဆင်ပြေပါလိမ့်အခုငယ်ရေဘေးမှာပါသွားတဲ့လူ အများစုကလုပ်ငန်းရှင်တွေလူချမ်းသာတွေများတယ်သူတို့အမြန်ဆုံးလလထူနံမှာလုပ်ငန်းရဲ့လက်ပတ်နံမှာအဲ့ဟာမှာဝါရည်ဆင်ပြေကြမှာအဲ့လိုဒီလိုလင်းနေတယ်စောနာပြောသလိုပဲဒီငယ်ရေဘေးမှာ လုပ်ငန်းရှင်တွေချမ်းသာလူတွေပုံများတယ်သူတို့ညဖက်အဲ့နေရတဲ့ပုံစံကသူတို့အေယိုလာလူမှာဆိုလို့အေယားပစ္စည်းလာလူမှာဆိုလို့ဒီအဲ့အပြစ်ပေါ်မှာပဲဖြာလေးခင်းချင်တော်လေးချပြီးအဲ့နေတဲ့လူတွေရှိတယ်ချို့ကြလမ်းမင်းမှာချင်တော်လေးနဲ့အဲ့နေကြတွေ့ရတယ်ချို့ကြလည်းအေယားအကောင့်တန်းပဲဒါပေမဲ့စိတ်မချလို့ကိုယ့်ရဲ့ခြံထဲမှာပဲထွက်အိတ်နေကြတဲ့လူတွေအများကြီးပဲမနေ့ကမိုးရွာတယ်ဘလောက် သူ့လိုဘဝတွေခက်ခဲပယ်မှန်းလမ်းကြမလဲမြင်အောင်ပေးပါဒီချိန်ဒီမှာသူ့လိုလေရလဲအခြေခံလူဒန်းစားတွေရဲ့နေထိုင်စားသောက်ဆေးရပင်မှန်းတဲ့ဒုက္ခကိုနက်နက်လေးဖြစ်ဖြစ်ကိုချင်းစာတက်သွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်စကားမပါရင်တမ်းမပါရင်အဲ့တော့ ဒီချိန်ကနေပြီးတော့ပြန်လည်ထူထောင်နေလာတဲ့အချိန်မှာအော်လူဖက်စည်းမှာအဲ့လိုလူဒန်းစားလေရဲ့ဘဝတော်လေးပင်ပန်းပါလားဆင်းရဲပါလားဆိုပြီးတော့မြင်လာကြတဲ့အခါကျရင်သူ့လိုအရာတွေပို့ပြီးတော့ပေးကန်းလာလိမ့်မယ်စော့ကြံလာလိမ့်မယ်ပြီးနေတဲ့နေရာလေးလူလာတဲ့မရှိတဲ့နေရာလေးပို့ပြီးဖြစ်လာကြလိမ့်မယ်ဒါအစိုးရအကောင်းနေကျွန်တော်အဲ့လို့ ဖြစ်လိမ့်မယ်လို့ကျွန်တော်မြင်နေတယ်ကျွန်တော်ယုံကြည်တယ်ဒီချိန်တွေမှာခင်ဗျားတို့ကလူနေတယ်ရစ်နေတယ်အဖြစ်ကဓမြတွေပါတိုက်နေတယ်ကိုစိုးလူနဲ့လုံနေမယ်ဆိုရင်သူတို့အမြင်ဘယ်လိုမြင်မလဲကျွန်တော်မကောက်တဲ့အမြင်နဲ့မမြင်စေချင်ဘူးအော်ငါတို့ခက်ခဲနေတဲ့အချိန်မှာသူတို့လည်းတိုက်အောင်ဓမြလာပြီးတော့ကူညီပေးတယ်စောက်စောက်ပေးတယ်ဝမ်းမီဖေးမပေးရလေဆိုတဲ့ကောက်သောအမြင်ပဲကျွန်တော်မြင်စေချင်တယ် ဲ့မှာအပြန်လန်ချက်ချင်းမြတ်တာလေးနဲ့တိဆောက်ပြီးတော့ကျွန်တော်တို့လောဘရဲ့တဲ့ကဘာကြီးဖန်ပြီးကြပါလေကျွန်တော်အရင်ပြောခဲ့လို့ပဲလောကကြီးကိုဘယ်နဲ့လောက်ဖို့လာနေပြီအခုလည်းလောကကြီးကိုဘယ်နဲ့လောက်နေပြီအခုလောကကြီးဘယ်နဲ့လောက်နေတဲ့အချိန်မှာကျွန်တော်တို့ဖက်ကလည်းဘယ်နဲ့ဖြစ်စေမဲ့အကြောင်းရလေးလေးဖန်ပြီးပေးကြရင်မကောင်းဘူးလားဗျာအဲ့တော့ ကျွန်တော်တို့အစစ်မှန်လူချင်းနဲ့အမှန်တကယ်လူချင်းနဲ့စစ်မှန်တဲ့ချစ်ချင်းမေတ္တာတွေနဲ့တိဆောက်ထားတဲ့ဘယ်လေးဖြစ်နေတယ်မြတ်မြတ်တတလောကကြီးကဘာကြီးကိုကျွန်တော်တို့နေကြရပါလေကျွန်တော်ခလေးဆန်တယ်ပဲပြောပြောကျွန်တော်အဲ့လိုမျိုးကဘာကြီးကိုကျွန်တော်မျောလက်တယ်မဖြစ်ဖြစ်အောင်လဲကျွန်တော်တိဆောက်သွားမယ်ကျွန်အဲ့လိုမျိုးလေအများကြီးပြောပေးနေမယ်ကျွန်တော်အားလုံး အဆင်ပြေစေခြင်းနဲ့အားလုံးကံကောင်းစေခြင်းနဲ့အားလုံးမြေချမ်းစေခြင်းနဲ့အားလုံးညီတူမြတ်တူလေးနဲ့ချစ်ချင်းမေတ္တာလေးနဲ့တိချောက်စေခြင်းနဲ့ကျွန်တော်အားလုံးကိုချစ်တယ်ကျွန်တော်ဖိလက်ပါ